အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်အမေရိကန်ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့သမ္မတ Donald Trump ရဲ့အဆိုအရရဲ့တိုင်းတစ်ပါးရန်ပြုသူများအားတိုင်းပြည်မှာနှင်ထုတ်မှုအပေါ်ရပ်တန့်ရန်ပြည်နယ်အဆိုအရတရားရုံးနှစ်ခုကနေပြီးတော့တားမြစ်ချက်ကိုတက်တန်းနေထပ်တိုးလိုက်ပါတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် သတင်းအပြည့်စုံကတော့ The Washington Post ကဧပြီလ22မှာထုတ်ပြန်သွားတာကတော့မနေ့ကအင်္ဂါနေ့ဧပြီလ22မှာ American ပြည်တော်စုရဲ့ပြည်နယ်တရားရုံးနှစ်ခုမှတိုင်းတစ်ပါးရန်ပြုသူများကို Trump အစိုးရကနေပြီးတော့ပြည်နှင်တန်းပေးခြင်းနဲ့ပတ်သက်ပြီးလောလောဆယ် ICE အဖွဲ့ကဖမ်းထားတဲ့ Palestine ထောက်ခံဆန္ဒပြကြောင်းသားနှစ်ဦးကိုပြည်နှင်တန်းပေးခြင်းနဲ့ပတ်သက်၍ယာယင်ပိတ်ပင်ထားလိုက်ပါတယ် ယူးယောက်မှာတရားစွဲဆိုမှုဖြစ်နေတဲ့ပါလက်စတိုင်းတောင်းသားနှုတ်ဦးကို ပြည်နှင်းတန်းပေးမဲ့ကြားနာမှုနဲ့ပတ်သက်ပြီးတရားသူဒီခရိုင်တရားသူကြီး Elvin Palestine မှာနေပြီးတော့ ICE အဖွဲ့မှပြည်နှင်းတန်းပေးရန်တတ်မှတ်ထားတဲ့ပါလက်စတိုင်းတောင်းသားနှုတ်ဦးအပေါ်တရားရုံးကြားနာမှုများအတွက်အခွင့်အရေးများပေးရန်အချိန်နှစ်ပတ်ထပ်တိုးပေးပြီးစစ်အတွင်းကထုတ်ပြန်နိုင်တဲ့ဥပဒေဖြစ်တဲ့တိုင်းတစ်ပါးမှရန်ပြူသူများကို ြည်နှံတံပေးခြင်းအားရေရှည်ကန့်သက်ချက်များထပ်မံချမှတ်လိုက်ပါတယ်။အဲ့ဒီလိုမနေ့ကအင်ကာနေ့မှာတရားရုံးမှာညင်းခုံပြောဆိုနေကြစဉ်အတွင်းတရားသူကြီးကနေပြီးတော့သမ္မတထရန့်ရဲ့အစိုးရအဖွဲ့ဟာပြင်းထန်တဲ့အမေရိကန်တွေရဲ့ပြည်နှံတံပေးခြင်းမူဝါဒတွေကိုအသုံးပြုနေတယ်လို့ပြစ်တင်လိုက်ပါတယ်။အခုဖြစ်နေတဲ့ကိစ္စဟာစုံစမ်းမှုလည်းမဟုတ်စစ်ပွဲဖြစ်နေတာလည်းမဟုတ်ပဲ ဒါဟာ United States of America လို့သူကပြောလိုက်ပါတယ်။ Colorado ပြည်နယ်မှာတော့ခရိုင်တရားသူကြီး Charlotte Sweeney ဟာသူ့မရဲ့ခရိုင်က ICE အဖွဲ့ကဖမ်းဆီးထိန်းသိမ်းသူတွေရဲ့ပြည်နယ်တန်းပေးခြင်းကိုယာယီပိတ်ဆို့ထားရင် American ရပ်ဖက်တပ်မကတွေရဲ့တောင်းဆိုချက်တွေကို ခွင့်ပြုခဲ့ပြီး ဥပဒေအရအစိုးရကပြည်နယ်တန်းပေးမဲ့သူတို့ရဲ့တဦးတယောက်ချင်းအပေါ်၂၁ရက်ကြိုပြီးအတိပေးရန်လိုအပ်ပြီးအစိုးပါသတိပေးချက်ကို သူတို့အတွက်တဦးချင်းရဲ့ဘာသာစကားနဲ့ရေးသားရမယ်ပြီးတော့သူတို့အတွက်ရုံးတော်မှာအမှုကိုပြန်လည်သုံးသပ်ခံနိုင်ခွင့်နဲ့သူတို့အားနိုင်ငံမှနှင်ထုတ်မဲ့ကိစ္စနဲ့ပတ်သက်ပြီးရှေ့နေငါပြီးရုံးတော်မှာတရားရှင်ဆိုင်ခွင့်တွေပါပေးသွားရန်ပြောကြားခဲ့ပါတယ်။ပြည်နှင်တန်ပေးခြင်းကိုအရှိန်မြင့်လှုံ့ဆော်နိုင်ရန်အတွက်ထရမ့်အစိုးရအနေနဲ့အမေရိကမှာတိုင်းတစ်ပါးကကျူးကျော်ရန်ပြုသူများအား ပြည်နှံတံပေးခြင်းပြုလုပ်နေဒီမှာရက်တရပတ်တော်တော်ကြာနေလာပြီဖြစ်ပြီးတော့အခုပြည်နယ်တရားရုံးတွေကနေပြီးတော့ Trump ရဲ့လှုပ်ရှားမှုကိုနှေးကွေးအောင်ပိတ်ပင်တားမြစ်ချက်တွေထွက်ပေါ်လာရပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့စနေနေ့မှာလည်းဗဟိုတရားရုံးကနေပြီးတော့ Trump အစိုးရအဖွဲ့ကပြည်နှံတံပေးရန်ဖန်ဆင်းထားဖန်ဆီးထားသော Venezuela လူโซကိုင်းမှာအမေရိကကိုခိုးဝင်ကျူးကျော်လာခဲ့သူတွေကိုပြည်နယ်တံမပေးရန် ပိတ်ဆို့တားဆီးထားပါတယ်။ Texas ပြည်နယ်ကပြည်နှင်တန်ပို့ခံရသူများအားထိမ့်သိမ်းထားတဲ့အကျဉ်းထောင်တွေရောက်ရှိနေတဲ့ Venezuela ခိုင်းဝင်တွေကနေပြီးတော့သူတို့ဟာတိုင်းတစ်ပါးမှကျူးကျော်ရန်ပြုသူများဖြစ်၍ပြည်နှင်တန်ပေးခြင်းကိုခံရမှာဖြစ်သွားတယ်ဆိုပြီးတော့အကြောင်းကြားစာတွေရရှိထားကြအောင်သူတို့ဟာရှေ့နေတွေနဲ့တွေ့ဆုံပြီးအမေရိကရဲ့ဗဟိုတရားရုံးမှာအယူခံဝင်လို့ကြောင်းသတင်းဌာနတွေကိုပြောကြားခဲ့ပါတယ် အခုအစောပိုင်းမှာဗဟိုတရားရုံးကထုတ်ပြန်တဲ့စာမှာတော့ Venezuela ဂိုင်းဝင်တွေကိုပြည်နှင်တန်ပင်းရန်စစ်အတွင်းမှာအသုံးပြုတဲ့ဥပဒေများပေါ်အခုဖမ်းဆီးခံထားရသူများနဲ့ရှေ့နေရှေ့ရက်တွေနဲ့ရုံးတော်တွင်ခြေပနိုင်ခွင့်ရှိကြောင်းရေးသားထားခဲ့မှုအပေါ်အခုဖမ်းဆီးခံထားရသူများကတောင်းဆိုလိုက်ခြင်းဖြစ်ပြီးတော့အမေရိကနဲ့ Venezuela တို့ဟာစစ်ဖြစ်ပွားနေတာမဟုတ်တဲ့အတွက်သူတို့အပေါ်ဒီဥပဒေနဲ့ ပြစ်ဒဏ်ပေးလို့မရနိုင်ကြောင်းပြန်လည်ပြောဆိုသွားပါတယ်။ညူယောက်ကတရားရုံးတစ်ခုမှာလည်းတရားရေးဌာနမှာရှေ့နေတူကနေပြီးတော့ပြည်နှံတန်ပေးခံရသူများအတွေ့ရုံးတော်မှာတက်တန်းတိုးခြင်းဟာလုပ်ဖို့မလိုကြောင်းပြောခဲ့ပေမဲ့တရားသူကြီးကညှဉ်းဆန်လိုက်ပြီးတော့ဗင်နီဇွဲလားလူစုခိုင်းဝင်မဟုတ်ပဲနိုင်ငံရေးခုံလုံခွင့်လျှောက်ထားသူအယ်ဆာဗဒေါနိုင်ငံသားဂါစီယာကိုအယ်ဆာဗဒေါနိုင်ငံကအချင်းတောင်ရဲစခန်းကိုပို့လိုက်တဲ့အပေါ် ထောက်ပြပြီးမြေဆိုလိုက်ပါတယ်။ကာစီယာဟာဆိုရင်တော့ဗင်နီဇွဲလားနိုင်ငံသားမဟုတ်ပေမဲ့အဲဆာဗာဒေါနိုင်ငံကခိုးဝင်လာတဲ့မူရခိုင်သားတယောက်ဖြစ်ပြီးအဲဆာဗာဒေါကိုပြန်ပို့ရင် သူတစ္ဆာဖောက်ခဲ့တဲ့သူ့ရဲ့အရင်မူရစေခိုင်ကသူ့ကိုသူ့မိသားစုအသက်ကိုပါချိန်ချောက်လို့2019ခုနှစ်မှာအမေရိကမှာနိုင်ငံရေးခုံလုံခွင့်ချုပ်ထားခဲ့ပြီးတော့တရားရုံးကသူ့ကိုယာယီနေထိုင်ခွင့်ပြုထားပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့လမှာတော့ ICE အဖွဲ့ကသူရောအခြားမူရစ်ဂိုင်းဝင်ခိုးဝင်ကျူးကျော်တွေကိုပါဖမ်းဆီးပြီးအယ်ဆာဗဒေါအကျဉ်းထောင်ကိုပို့လိုက်ပါတယ်။ဒီနယ်တရားရုံးနှစ်ခုကတော့ Trump အစိုးရအားဂါစီယာအပါအဝင်လူပေါင်း230လောက်ဟာအဲ့ဒီအယ်ဆာဗဒေါအကျဉ်းထောင်ရဲ့အရေးစခန်းမှာလူသားမဆန်စွာပြုမှုခံရကြောင်းဓာတ်ပုံအထောက်အထားတွေနဲ့ပြသပြီးတော့ Trump အစိုးရကိုအပြင်းထန်ဝေဖန်ကန့်ကွက်နေပြီးတော့အမေရိကရဲ့နေမြေတဲကို အဲ့ဒီလူတွေကိုပြန်ခေါ်ဆောင်လာရန်အမိန့်ပေးထားပါတယ်။ဒါပေမဲ့ Trump မစိုးရကတော့ El Salvador ရဲ့တမရကပါပြန်ခေါ်လို့မရကြောင်း El Salvador နိုင်ငံကလည်းသူတို့ကိုပြန်ပို့မှာမဟုတ်ကြောင်းပြောဆိုလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ထူးခြားတာတွေရှိကြခဲ့ရင်လည်းအချိန်မီတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့သတင်းကတော့ဒီတော့ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုကြိုက်နှစ်သက်ခဲ့ရဆိုရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye